င်္ဂလာပါဒီနေ့ပြောပြချင်တာလေးကတော့ကျွန်တော်တို့ဒါဖြစ်အားနဲ့ရန်သူကိုကွန်ထရိုးလုပ်တဲ့ရန်သူကိုကျွန်တော်ချိန်မုန်းတဲ့နေ့လေးကိုပြောပြချင်ချင်ပါတယ်ဒီအခုဒီနေ့ဒီမှာဆိုလို့ရှိရင်တော့ရန်သူနဲ့ကျွန်တော်ဒီဘက်ကနော်ကျွန်တော်တဖွဲ့ဒီမှာဟိုတရားကိုကျွန်တော်ရင်ဆိုင်ပြနေတဲ့အချိန်မှာခုဘက်ကဒါတရားကိုညီစုညီမဖြစ်နေတော့လေတရားခုဘက်ကတရားမြင့်တင်လိုက်ပြီးတော့ ဒါရန်သူဘက်ကဟိုဖြစ်အောင်ဖြစ်တယ်မယ်ဟိုကြီးစံအားသုံးမဖြစ်အားနဲ့ကိုကပြစ်ပြီးတော့ဒီဘက်ကကိုဘက်ကလူတွေကိုဒါရွေးရှားခိုင်းမှာပေါ့ဗျာရွေးရှားခိုင်းမှာဆိုကိုဘက်ကစစ်သားတွေကိုတရားဖိအားပေးပြီးတော့ကိုဘက်ကစစ်သားတွေကိုရန်သူရဲ့ဘေးဘယ်ညာဒါမှမဟုတ်ရှင်ရန်သူရဲ့ဘေးကိုလူချင်းတဲ့ညာရောက်ပြီးရောက်အောင်လို့ရွှေ့ရွှေ့ရပါတော့ဒီလိုအချိန်မှာအာရွှေ့ရပါတော့ဒီလိုမရွှေ့နိုင်ဘူးဆိုလို့ရှင်ပြရားမြင့်နေတဲ့ခါမှာကြီးစံအများအများသုံးရတဲ့အတွက်အကြာကြီးတော့ဖြစ်နိုင်မှုအတွက်ကိုနော်အာ စီစံအားလိုက်ဖို့ကဒါခက်ခဲတယ်ပေါ့ဗျာဆိုတော့တရားကိုကိုယ့်ဘက်ကတရားဖြစ်နေပြီးရန်သူခေါင်းမဖော်နိုင်တဲ့အချိန်မျိုးမှာကိုယ့်ဘက်ကဒါနော်ကိုယ့်ဘက်စစ်သားကိုကိုလူချင်းတဲ့နေရာကိုဒါလေးကိုရွှေ့ရမယ်ဟိုစစ်သားတွေ move လုပ်လို့ရတော့ပြေးရနဲ့ဖိတာရန်သူကခေါင်းမထောင်နိုင်တော့ကိုယ့်ပြန်မပြစ်နိုင်တဲ့အချိန်ပေါ့နော်ကိုယ့်ဘက်ကပြစ်တဲ့ခြေစံရေအတွက်နဲ့သူဘက်ကပြန်ပြစ်တဲ့ခြေစံရေအတွက်မှာကိုယ့်ဘက်ကပြစ်တဲ့ခြေစံရေအတွက်ကိုပြင့်တင်လိုက်ပြီးတော့ကိုယ့်ရဲ့တပ်သားတွေကိုကိုလူချင်းတဲ့နေရာကိုရွှေ့ပြီးတော့ရန်သူရဲ့ဘေးကနေပြီးတော့ဖြည်းဖြည်းဝင်ပြီးတော့ဒါရန်သူကိုခြေမုံလို့ ရနိုင်တယ်ပေါ့ဗျာဒီလိုချိန်မုံတဲ့နေရာမှာဒါဒီလိုချိန်မုံတဲ့နေရာမှာလည်းတရားကိုမြင့်တင်တဲ့ချိန်မှာရွှေရှားဖို့လိုပါတယ်တရားမြင့်တင်တဲ့ချိန်မှာမြွေရှားနိုင်အောင်ဆိုရင်ကြည်ဖြုံးရရောက်ပါတယ်လို့ဆိုအဲ့ဒါလေးကိုကျွန်တော်ဒီကနေပေါ့ဒါမျှဝေပေးတာဖြစ်ပါတယ်ကျွန်တော်ဒီလိုပဲရှားဖွေတွေးရှိတဲ့ဟာလေးတွေကိုတော့မှတော့လည်းဆက်လက်ပြီးမျှဝေလို့မှဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အော်ဆေးပါ